သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့ September 28ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်ပြီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါရခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမျိုးသားညီညွတ်ရေးအစိုးရ Federal ရေးရဝန်ကြီးဌာနဒုဝန်ကြီးဦးချစ်ထွန်းကင်ဆာယောဂါနဲ့ကွယ်လွန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG Federal ရေးရဝန်ကြီးဌာနဒုဝန်ကြီးဦးချစ်ထွန်း ကင်ဆာယောဂါနဲ့ကွယ်လွန်သွားကြောင်း NUG ရဲ့ထုတ်ပြန်ချက်နဲ့သက်ဆိုင်ရာသတင်းအရင်းမြစ်ရဲ့ပြောဆိုချက်ရသိရှိရပါတယ်။ Granny ပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF ရဲ့ဘူကော်မတီဝင်လည်းဖြစ် NUG Federal ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးလည်းဖြစ်သူဦးချစ်ထွန်းမာခူးဤချစ်ထွန်းဟာစက်တင်ဘာလ25ရက်နေ့မှာနိုင်ငံရေးဘဝတာဝန်များကိုထမ်းဆောင်ရင်းကွယ်လွန်တိမ်ပါသွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ကွယ်လွန်တာကအသေးကင်စာတိတဲ့အချိန်မှာကင်ဆာအဆင့်၄ရောက်နေပြီ ကင်ဆာအမြင့်တွေကပြန်ပြီးတော့ကိုရင်းကလီဇာတွေပါထိကုန်တာစစ်စစ်ပြီးလို့သိရချင်းစစ်ကုဖို့လုံရင်းမှာပဲကွယ်လွန်သွားတာပါလို့အချင်းတွေကိုသိရှိထားတဲ့တရင်ရင့်မြက်ကပြောဆိုပါတယ်ဥချစ်တော်2021ခုနှစ်ဧပြီလ16ရက်နေ့မှာစတင်ကအမျိုးသားညီညွတ်ရေးအစိုးရ NUG ဖက်ဒရယ်ရေးရဒုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ခြင်းလည်းဖြစ်ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လှိုင်းတရားအရှိပိုင်းမြို့နယ်ရှမ်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးဇော်ကြီးကလူငယ်၃ဦးကိုခိုးမှုကျွလွန်တယ်လို့အကြောင်းပြဖမ်းဆီးပြီး တဦးကိုငွေကျပ်390နဲ့စစ်မှုထမ်းလူစားတို့ဖြစ်ရောင်းချဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းလှိုင်သာရအရှိပိုင်းမြို့နယ်ရှမ်းချောင်းကြီးရွာအုတ်ချုပ်ရည်မှုဇော်ကြီးကအဆိုပါကြီးရွာမှာနေထိုင်တဲ့လူငယ်၃ဦးကိုခိုးမှုကျွလွန်တယ်လို့ဆွဆွဲဖမ်းဆီးပြီးတဦးကိုငွေကျပ်390နဲ့စစ်မှုထမ်းလူစားတို့ဖြစ်ရောင်းချလိုက်ကြောင်းဖမ်းဆီးခံလိုက်ရတဲ့လူငယ်ရဲ့ဆွေမျိုးများကပြောဆိုပါတယ်။စက်တင်ဘာလ12ရက်နေ့ကည7:00နာရီကျော်အချိန် ရှမ်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးဇော်ကြီးနဲ့တပည့်လူမိုက်တွေကရက်ကွက်ကိုမီးဖြတ်၍နေအိမ်သုံးလုံးကိုဝင်ရောက်စစ်ဆေးမှုများလှုပ်ဆောင်ခဲ့ကြောင်းရင်းနောက်လှိုင်းတရားရွှေလင်းဘက်ဆက်မှုဇုံမှရှိတဲ့ဆက်ယုံမှအထယ်အလိမ်များပျောက်ဆုံးမှုအတွက်တခိုးလိုတန်တရားရှိသူတွေကိုလိုက်လံရှာဖွေတယ်လို့ဆိုကာလူငယ်သုံးဦးကိုဖမ်းဆီးသွားခဲ့ကြောင်းဖမ်းဆီးခံရတဲ့လူငယ်သုံးဦးမှာမြည်သည့်ခိုးမှုမှကျူးလွန်ခြင်းမရှိဘဲလက်လုတ်လက်စားဝင်ငွေနဲ့မိသားစုများမှလူငယ်များဖြစ်ကြောင်းသိရှိရပါတယ်ရက်ကွက်ကိုမီးဖြတ်ပြီးတော့ အုတ်ကြီးဇော်ကြီးနဲ့တပည့်တွေကအိမ်တွေထဲထိလူငယ်တွေကိုဝင်ဖမ်းတာသူတို့အပြင်မှာတရင်ပြန်လွှင့်တာကဆက်ယုံကအထယ်အလိတ်တွေပျောက်လို့တခိုးဖမ်းတာဆိုပြီးတရင်လွှင့်တယ်။နောက်ပြီးသူဖမ်းတဲ့လူငယ်တွေကစေးတုံးနေတဲ့သူတွေဆိုပြီးတော့လည်းအပြင်မှာတရင်ထုတ်တယ်။လူငယ်တွေအခုစစ်မှုတန်းအပတ်စဉ်စစ်ခုံကိုအပုတ်ခံလိုက်ရတယ်။သူတို့ကို390နဲ့လူစားထိုးရောင်းစားသွားတယ်ဆိုတာကိုဖုံးဆက်ပြီးမိသားစုကိုအတိပေးတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တအူးရဲ့ဆွေမျိုးတအူးကရှင်းပြပါဗျ။ ဒါအပြင်မကွေးဒေသမှလာရောက်ပြီးရှမ်းချောင်းကျေးရွာမှာစေးဆိုင်နှစ်ခုဖွင့်လှစ်လုပ်ကိုင်နေတဲ့စိုင်းပိုင်ရှင်တဦးကိုလည်းလူမှုကွန်ရက်မှာ၎င်းရဲ့အကြောင်းတင်တယ်လို့ဆွဆွဲခြင်းမှတ်ပုံတင်အမှတ်ရှင်းမြင်းဆောင်ဖြစ်တဲ့အတွက် PDF ထောက်ပို့လို့ဆိုကဆွဆွဲပြီးစေးဆိုင်မျိုးကိုဖွင့်ခွင့်မပေးဘဲချိတ်ပိတ်လိုက်ကြောင်းသိရှိရပါတယ်။ရှမ်းချောင်းကျေးရွာမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာနေလာတဲ့သူမကွေးဒေသခံကဖွင့်ထားတဲ့စေးဆိုင်နဲ့ငွေထုံးငွေလွှဲလုပ်နေတဲ့ချမ်းသာကြီးစေးဆိုင်နှစ်ဆိုင်ကိုသူ့အကြောင်းလူမှုကွန်ရက်တင်တာပြီးတော့ မကွေးမပုံတင်ရှင်မင်းဆောင်နတ်မောက်ဇာတိဖြစ်လို့ဆိုပြီးဆိုင်ဖွင့်ခွင့်မပေးဘဲချိတ်ပိတ်တယ်လို့ဒေသပြည်သူတို့ကပြောဆိုပါတယ်။လိုင်းသားရအရှိပိုင်းမြို့နယ်ရှမ်းချောင်းကြီးရွာအုတ်ချုပ်ရိပ်မှုစော်ကြီးဟာလူမိုက်များကိုလက်သက်မွေးမြူပြီးပြည်သူလူထုကိုညှဉ်းပန်းနှိပ်စက်မှုများတောက်လျှောက်ဆုတလို့လုပ်ကိုင်နေကြောင်းဒေသပြည်သူများကပြောဆိုပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်ဒေသနဲ့ဆက်ဆက်နေမီများမှာစစ်တပ်နဲ့တိုက်ပွဲများပြင်းထန်နေခြင်းအာဆာနဲ့ RSO များရဲ့တိုက်ခိုက်မှုများပါကြုံနေရပြီး နိုင်ငံတကာနဲ့ဘင်္ဂလားဒေ့ရှ်ကထိန်းသိမ်းစောင့်ကြပ်ရန်အေအေတောင်းဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ဒေသနဲ့ဆက်ဆက်နေမြေများမှာစစ်တပ်နဲ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေချိန်အာဆာရဲ့တိုက်ခိုက်မှုများကြုံနေရကြောင်းအာရခတ်တပ်တော် AA ကစက်တင်ဘာလ29ရက်နေ့မှာထုတ်ပြန်ပြောဆိုပါတယ်။စက်တင်ဘာလ16ရက်နေ့မှာစတင်ပြီးအာဆာအဖွဲ့ကရခိုင်ပြည်မောင်တောမြို့နယ်မြောက်ပိုင်းနေဆက်မှတ်တိုင်56နဲ့50ခွန်အကြား0.63တိကုန်းမှရှိတဲ့ အေးနေဆက်လုံကြုံရေးတပ်စခန်းနဲ့အခြားစခန်းဖြစ်တဲ့ဒုံညိုစခန်းကိုတင်ပတ်ရန်ရည်ရွယ်ထားတဲ့တိုက်ခိုက်မှုမျိုးပြုလုပ်မဲ့အရေးလက္ခဏာများဇက်တိုက်တွေ့ရှိလာရကြောင်းစက်တင်ဘာလ16ရက်နေ့ညနေ4:12မိနစ်အချိန်မှစတင်က .639 စခန်းကိုအာဆာကစတင်တိုက်ခိုက်ခဲ့ကြောင်းအာဆာက .639 စခန်းရဲ့ပထမအဆင့်ရှိမိမိတို့အတုံးမပြုတဲ့အဆောင်ပြန်များနေရာကိုအင်အားအနည်းငယ်ခိတ္တဝင်ရောက်နိုင်ခဲ့ပေမဲ့အေအေရဲ့ဒံပြန်ထိုးစစ်ခုခံစစ်များကြောင့် အာဆာတပ်ဖွဲ့များကလေးအမြောက်နေ့မှာအတုတ်လိုက်ထွက်ပြေးသွားကြောင်းထွက်ပြေးသွားသူများကိုလိုက်လံရှင်းလင်းစဉ်မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါတယ်။စက်တင်ဘာ29ရက်နေ့အထိအေအေနဲ့အာဆာအဖွဲ့တို့အကြား point 6.3ညတစ်စခန်းပတ်ဝန်းကျင်မှာ၎င်းထွက်ပြေးသွားတဲ့အာဆာအဖွဲ့ဝင်များနဲ့၎င်းနေရာ6ခုမှာထိတွေ့တိုက်ခိုက်မှုစုစုပေါင်း12ကြိမ်အထက်ဖြစ်ပွားခဲ့ကြောင်းအာဆာတပ်ဖွဲ့ဝင်အလောင်းတချို့စစ်အုံဆောင်များနဲ့လက်နက်ခဲများတင်စေရရှိခဲ့ကြောင်းသိရှိရပါတယ်။ စက်တင်ဘာလ24ရက်နေ့မနက်9:00နာရီခန့်အချိန်မှာဘင်္ဂလားဒေ့ရှ်အရခတ်နေဆက်ကလန်ဘင်္ဂလားဒေ့ရှ်ဘက်ချမ်းမာချုံခုနေရာယူထားတဲ့အစတပ်ဖွဲ့ရဲ့ချုံခုတိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင်များတန်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။အစအဖွဲ့မှဘင်္ဂလားဒေ့ရှ်နေကြားဆောင်တပ်မှအရာရှိတချို့ရဲ့ထောက်ခံအားပေးမှုတွေနဲ့ပူးပေါင်းဆောင်ရွက်မှုများရရှိထားပြီးစစ်ရေးနဲ့ထောက်ပံ့ရေးအကူအညီများကိုအပြည့်အဝရယူထားရုံသာမကဘင်္ဂလားဒေ့ရှ်နေကြားဆောင်တပ်စခန်းများအနီးမှာပင် အာဆန်စခန်းများကိုအခိုင်အမာအခြေစိုက်တဆွဲခွင့်ရရှိတာကြောင့်ရင်းအခြေပြုနေရာများမှာတဆင့်ရခိုင်ပြည်အတွင်းကိုဝင်ရောက်လှုပ်ရှားလျက်ရှိတယ်လို့အေအေကထုတ်ပြန်ပါတယ်။ဒါအပြင်ဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်နယ်စပ်ဒေသမှလက်နက်ကင်များကပြည်သူများကိုရရက်ဆက်ဆက်တပ်ဖြတ်ကာအေအေစစ်ယူနီဖောင်းများဝတ်ပေးပြီးအေအေတပ်ဖွဲ့ဝင်များကြဆုံသွားတယ်လို့ဝါရဖြန့်လျက်ရှိကြောင်းစက်တင်ဘာ16ရက်နေ့မောင်တောနယ်စပ်မှတမန်သားရွာနဲ့ဒုံညူရွာမှရွာသားစေဦးခန့်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်း ်ဘင်္ဂလားဒေ့ရှ်ရခိုင်နယ်စစ်တရှောက်နေထိုင်ကြတဲ့ရခိုင်အပါအဝင်အခြားသောမျိုးနွယ်စုတချို့ကိုအာဆာနဲ့ RSU ကတပ်ဖြတ်တဲ့ဖြစ်စဉ်၃ခုအထက်မှရှိနေကြောင်း AA ကဆိုပါတယ်ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့အာဆာအပါအဝင်လက်နက်ကိုင်များခွင့်ပြုထောက်ပံ့ကူညီအားပေးအမြောက်ပြုလုပ်နေတဲ့ဘင်္ဂလားဒေ့ရှ်နေကြဆောင်တပ်မှအရာရှိတချို့ကိုအမြန်ဆုံးဖော်ထုတ်အရေးယူတင်ကြောင်းအရေးယူထင်းကျောက်မှုမရှိရင်နှစ်ဖက်နေဆက်တည်ငြိမ်ရေးလုံခြုံရေးနဲ့ဆက်ဆံရေးတို့ကိုထိခိုက်စေနိုင်တာ နှစ်ဖက်တင်းမာမှုများပုံမမြင့်တက်လာနိုင်တယ်လို့အေအေကသတိပေးပြောဆိုထားပါတယ်ဘင်္ဂလားဒေ့ရှ်အရခနေဇက်မှာအာဆာနဲ့ RSU အဖွဲ့တွေတကြောပြန်စကန်းထလာမှုကြောင့်ရခိုင်ပြည်နယ်ပြည်သူလူထုတရက်လုံးရဲ့လုံခြုံရေးကိုတိုက်ရိုက်ချင်းချောက်စေသည်တာမကဒေတာရင်းနိုင်ငံခြားယင်းနီမြို့နယ်မှုများလာရောက်ယင်းနီမြို့နယ်ကြမဲ့နိုင်ငံခြားသားတွေရဲ့လုံခြုံရေးနဲ့အသက်အန္တရာယ်ကိုပါတွေ့ဝိုက်ချင်းချောက်နေကြောင်းနိုင်ငံတကာအနေနဲ့လဲဝိုင်းဝန်းစောင့်ကြပ်ထိန်းသိမ်းပေးကြရန်ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လဲ နှစ်ဖက်ပြည်လေစီမဲ့နီလမြောက်ကိုအမြန်ဆုံးရှာဖွေပြီးနှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကိုဥစားပေးလှုပ်ဆောင်တင်ကြောင်းအေအေကထုတ်ပြန်ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းမြို့အတွင်းကိုဝင်ရောက်လာတဲ့တရုတ်ပန်းသီးများတင်ဆောင်လာတဲ့ကားများကိုစစ်တပ်ကဖမ်းဆီးပြီးတရားမဝင်ကုန်ပစ္စည်းတည်ယူမှုသွင်းကုန်ပို့ကုန်ပုံမှန်နဲ့တရားရုံးတင်အမှုဖွင့်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းစကိုင်းမြို့အတွင်းကိုဝင်လာတဲ့တရုတ်ပန်းသီးများတင်ဆောင်လာတဲ့ကားကိုစစ်တပ်ကဖမ်းဆီးပြီး တရားမဝင်ကုန်ပစ္စည်းတည်ယူမှုနဲ့တရားရုံးတင်အမှုဖွင့်ထားကြောင်းဖန်ဆီးခံရတဲ့ကာသမာတချို့နဲ့နှိစက်သူများကပြောဆိုပါတယ်စက်တင်ဘာလ20ရက်နေ့မှစတင်ပြီးစကိုင်းမြို့အတွင်းကိုဝင်ရောက်လာတဲ့တရုတ်ပန်းသီးများတင်ဆောင်လာတဲ့ကားအစီး၂၀ဝန်းကျင်ခန့်ကိုစစ်တပ်နဲ့ရဲတွေကတောက်လျှောက်ဖမ်းဆီးခဲ့ကြောင်းရင်းနောက်စစ်တပ်နဲ့ရင်ပိုင်ရှင်များအကြားနားလည်မှုနဲ့လက်ယူလွတ်ပေးရန်သဘောတူညီခဲ့ကြကြောင်းတို့ရမှာကားပိုင်ရှင်တအုပ်ဖြစ်တဲ့အငိမ့်စားပုံမှုကတရုတ်ပန်းသီးများဟာ တရားမဝင်ကုန်မဟုတ်တဲ့အတွက်တွားရောက်ပြောဆိုဖိအားပေးရမှပြဿနာဖြစ်ပွားပြီးပြန်လည်လွတ်ပေးရန်ကိစ္စပြက်ပြဲသွားခဲ့ကြောင်းသိရှိရပါတယ်။စကိုင်းမြို့နယ်ခြေဆိုင်စစ်တပ်နဲ့ရဲတွေကတရုတ်ပန်းသီးများတင်ဆောင်လာတဲ့ကားများအလုံးကိုတွင်းကုံပို့ကုံဥပဒေပုံမှန်ရှင်းနဲ့အမှုဖွင့်လိုက်ပြီးကားတွေကိုလည်းတင်ဆဲထားကြောင်းပန်းသီးတင်ဆောင်တဲ့ကားများမှရင်မောင်းနဲ့ရင်နှောင်းလိုက်များအလုံးကိုလည်းဖမ်းဆီးထားကြောင်းသိရှိရပါတယ်။တရုတ်ပန်းသီးတဲတဲ့ကစုစုပေါင်းအစီး20ဖမ်းခံရတယ်။ ်ပထမတော့တစည်းကိုသိန်း100နဲ့ညှိထားတာအဲ့ဒီတော့ပထမအရစ်သိန်း30ပေးထားကြတယ်ဒုတိယအရစ်ကိုစက်တင်ဘာလ25ရက်နေ့ပထမယုံကျိမှသိန်း40နဲ့ဒုတိယယုံကျိမှသိန်း40ပေးဖို့ညှိထားကြတာအဲ့ဒီမှာကုံကားတစည်းရဲ့ပိုင်ရှင်ရဲ့အကိုကဘူမူဟောင်းဆိုသူကနေအမှုရဲရှိတဲ့စကိုင်းမျိုးတွေလာပြီးရဲစခန်းကိုပြန်လွတ်ပေးဖို့ဖိအားပေးရကနေမပြေမလည်ဖြစ်ကုန်ကြတယ်အဲ့ဒီမှာရဲတွေကလည်းငွေဆက်မတောင်းရဲပဲနဲ့တရားဥပဒေအတိုင်းဆိုပြီးဖြစ်ကုန်ကြတယ် ါပေမဲ့တရုတ်ပန်းသည့်ကိုပို့ကုန်သွင်းကုန်ဥပဒေနဲ့တရားမဝင်ကုန်ပစ္စည်းအဖြစ်သတ်မှတ်တရားစွဲတာကတော့ရုပ်ပေါက်တာပေါ့လို့ဖန်ဆီးခံထားရတဲ့ကာသမာတချို့နဲ့နှိစက်သူကဆိုပါတယ်တရုတ်ပန်းသည့်တွေကိုတည်ယူတဲ့ကာသမာများနဲ့ရင်နောက်လိုက်များကိုစစ်တပ်နဲ့ရဲများကဆွေးဆူထားတဲ့သွင်းကုန်ပို့ကုန်ဥပဒေပုံမှန်ရှင်မှာထောင်တန်းသုံးနှစ်ထက်မပိုတဲ့ထောင်တန်းကိုဖြစ်စေငွေတန်းကိုဖြစ်စေဒဏ်ရာလုံးကိုဖြစ်စေချမှတ်နိုင်ကြောင်ပြဋ္ဌာန်းထားခြင်းဖြစ်ပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်အတွင် တိုင်းမှုအစစ်မှညွန်ကြားရေးမှုတက်မှမှုကပ္ပဆတ်စက်ရုံမှုများအထိယာရုအပြောင်းလဲများစွာကိုလူသည်များနဲ့အစာထိုးသွေးသစ်လောင်းရန်ရှိနေပြီးအမတ်ကျောက်စစ်စင်ရေးအထူးအဖွဲ့ကိုဖျက်သိမ်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်တပ်အတွင် တိုင်းမှုမှအစစ်လက်ယုံတက်နဲ့စီယုံညွန်ကြားရေးမှုများတက်မှမှုများနဲ့ကပ္ပဆတ်စက်ရုံမှုများအထိယာရုနေရာများစွာကိုလူသည်များနဲ့သွေးသစ်လောင်းအပြောင်းလဲလုပ်ရန်ရှိနေကြောင်း နေပြည်တော်စစ်ဘက်တရင်ရင်းမြစ်နဲ့ CDM ပူကြီးစင်ရောကပြောဆိုပါတယ်။မင်းအောင်လိုင်ကလာမယ့်ဒီဇင်ဘာလရွေးကောက်ပွဲမတိုင်မီစစ်တပ်ထိပ်ပိုင်းပူချုပ်ကြီးတချို့ဒုတိယပူချုပ်ကြီးများကိုရွေးကောက်ပွဲဝင်ရန်ကြံ့ဖွဲ့ပါတီကိုပြောင်းရွှေ့ခြင်းနဲ့အရန်အင်အားကိုပို့ဆောင်ခြင်းများလှုပ်ဆောင်လာပြီးနောက်လစ်လက်သွားတဲ့နေရများမှာသွေးသစ်လောင်းတဲ့အနေနဲ့အရာရှိသစ်များကိုယာဒူတိုးပိကခန့်အပ်လာကြောင်းသိရှိရပါတယ်။ရှေ့ကယထာတွဲတွေဖဲတော့နောက်ယထာတွဲတွေကိုရှေ့ကိုရောက်လာတယ်။ အငယ်ပိုင်းတွေကိုယာဒူတိုးတွေပေးဖို့အတွက်တန်းစီဓာတွေကိုရီးယားဇဝင်စစ်စစ်ဓာတွေတောက်လျှောက်လုပ်နေတယ်။တိုင်မူအစင်းကနေလက်ယုံတက်ညှဉ်မှုတွေတက်မှမှုတွေကပ္ပဆဆက်ယုံမှုတွေအပြောင်းလဲတွေအများကြီးဖြစ်နေပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ CDM ပိုကြီးဇင်ယော်ကလည်းစစ်တပ်အတွင်အပြောင်းလဲများစက်တိုက်လုပ်ရန်ပြင်ဆင်နေပြီးရွေးကောက်ပွဲမတိုင်မီမှရွေးကောက်ပွဲပြီးပါကအစိုးရအသစ်ပေါ်ထွန်းသည့်အထိတွေးတက်လောင်းတဲ့အနေနဲ့ အရာရှိသည့်များစွာထွက်ပေါ်လာမှဖြစ်ကြောင်းသုံးသပ်ပြောဆိုပါရယ်တိုင်းမှုပြီးသွားရင်ညှို့မှုတွေစစ်ယုံကညှို့မှုတွေပြီးသွားရင်ညှို့မှုအောက်ကတဆင်းနေတဲ့တက်ကြီးအရွယ်အစားရှိတဲ့တက်မှုကြီးတွေပါပြောင်းမှာပေါ့တမူးကြီးတွေဆိုတာကပ္ပဆဆက်ယုံကဆက်ယုံမှုတွေပါမယ်အဲ့ဒီလိုမျိုးတမူးကြီးတွေပါအပြောင်းလဲဆက်ရှိနေအောင်မှာပါရွေးကောက်ပွဲပြီးလို့၃လ၄လနောက်ဆုံးကြားဖြတ်ရွေးကောက်ပွဲတွေဘာတွေပြီးသည့်အထိအပြောင်းလဲတွေကတောက်လျှောက်လုပ်နေမယ်ဒီကြားထဲမှာလည်းအပြောင်းလဲတွေလုပ်ရင်းနဲ့ထိတ်ဆုံးကစစ်တကတူ ပြီးရင်ဘုဒ္ဓနဲ့ကြောင်းပြီးသွားရင်တေဇာဆင်းပြီးရင်ကြောင်းတုံးကြောင်းပြိုင်ကြမယ်အနေထားမျိုးရှိတယ်။ရွေးကောက်ပွဲပြီးသည့်အထိအပြောင်းအလဲတွေကတော့သူ့လူကိုလူတွေနဲ့ပြန်ဆွဲတင်တဲ့ကာလဖြစ်မှာမင်းအွန်လိုင်းယူနီဖောင်းချွတ်ပြီးသွားရင်လည်းပြန်ပြိုင်ကြမယ်အနေထားဖြစ်လာအောင်မှာပါလို့ CDM ဘူကြီးစင်ရောကတုံးသက်ပြောဆိုပါတယ်။အခြားတစ်ဖက်မှာလည်းစစ်တပ်ကအမတ်6စစ်စင်ရေးအထူးဖွဲ့ကိုဖျက်သိမ်းလိုက်ကြောင်းရင်းစစ်စင်ရေးအထူးဖွဲ့မှာ2009ခုနှစ် အနာရှင်ဟောင်းတန်းရွှေကဖွဲ့စည်းခဲ့ပြီးမင်းအောင်လိုင်းကဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ကဆတ်ထ6ကဖြုတ်ပစ်လိုက်တယ်ပြောရမယ်ဆိုရင်တိုင်းမှုရီရဲ့အထက်မှာအရင်တုန်းကနေရာပေးလို့ရအောင်ဖွဲ့စည်းပုံပေးလို့ရအောင်ကဆတ်ထမှုဆိုပြီးလှုပ်တာပထမတုန်းက၅ခုပဲရှိတာနောက်မှကဆတ်ထ6ဆိုပြီးလှုပ်တာအဲ့ဒီကဆတ်ထ6ကလည်းနေပြည်တော်တိုင်းစစ်ဌာနချုပ်တခုကိုပဲစီမံကွက်ခဲ့တာပါတိုင်းတခုတည်းကိုပဲကဆတ်ထမှုတယောက်ဖြစ်နေတာကြံတဲ့ဟာတွေက စစ်တိုင်းနှစ်တိုင်းသုံးတိုင်းကိုမှချုပ်ပြီးတော့အုပ်ချုပ်တာအပိုဖြစ်နေတာပေါ့နော်ပြီးတော့ကျွန်တော်ထင်တယ်သူတို့ဘေးရင်ရရာအရာသူတို့ခြောက်ကနန်းကိုမကြိုက်လို့ငါးကနန်းကိုပဲပြောင်းပြီးတော့ပြောင်းထားတဲ့အနေထားမျိုးလို့ကျွန်တော်ထင်တယ်ဒါကြီးကထားထားမထားထားအပိုပဲဖွဲ့စည်းပုံအပိုကြီးလို့ပြောလို့ရတယ်တိုင်းမှုတွေနင်းနေငုတ်တာပေါ့တကယ်တမ်းကစစ်တပ်မှာကော်မန်ဒါဆိုတာကတက်ချုပ်ရဲတိုင်းမှုရဲတည်ရင်မှုရဲအဲ့ဒီ၃ယောက်စစ်စစ်ပဲရှိတာကျန်တဲ့ဟာကကော်မန်ဒါမဟုတ်ဘူး joint staff လို့ပြောလို့ရတယ် ဒါပေမဲ့တိုင်းမှု14ရောက်ကို9ရောက်နဲ့ပြန်ချုပ်တာပေါ့အရင်တုန်းကလည်းကဆတ်ထ6ဆိုတာအပူကြီးနေပြည်တော်မှာလည်းကဆတ်ထယုံဆိုတာမရှိဘူးအဆောင်1အဆောင2အဆောင်3ဆိုတာရှိတာကဆတ်ထမူရိယုံထိုင်တာကလည်းအဆောင်1လို့ခေါ်တဲ့မင်းအွန်လိုင်းတို့စိုးဝင်းတို့ထိုင်တဲ့ယုံမှာပဲကဆတ်ထမူရိထိုင်ကြတာပဲတကယ်တမ်းတော့ကဆတ်ထ6ဆိုတာအပူပါပဲတိုင်းမှုလုတ်ပိုင်ကွင်းလဲသူ့မှာဘာမှထူပြီးမရှိဘူးအပွင့်ပူပေးထားတာပဲရှိတာတကယ်တဲ့နေပြည်တော်တိုင်းမှာတိုင်းမှုဆိုတာတော့မှာပဲ ကျွန်တော်တို့ပြောရမယ်ဆိုရင်အရက်စကားနဲ့ပြောရရင်ဥက္ကဋ္ဌရှိတဲ့ရက်ကွက်မှာစိတ်အိမ်ကောင်းလို့ရတာပေါ့သူ့အတွက်ယုံကံတက်တက်တာဖွင့်ထားတာလုတ်ပိုင်ခွင့်မရှိပါဘူးလို့ CDM ဘူကြီးစင်ရော်ကရှင်းပြပါတယ်ဒါအပြင်စစ်တပ်အတွင်းရွေးကောက်ပွဲမတိုင်မီကကနကောင်စီညွန်ကြားလွန်နဲ့ဘုံမှုချုပ်အစစ်မှဒုတိယဘုံမှုကြီးအစင့်တီအငိမ့်စားပေးမဲ့အရာရှိတချို့လည်းရှိနေပြီအစိုးရအရာရှိကြီးများကိုတန်အမတ်သို့မဟုတ်ရက်ဖက်ဝင်ကြီးဌာနတွေကိုကူးပြောင်းလိုခြင်းရှိမရှိ ခေါ်ယူမေးမြန်းမှုများလည်းရှိနေကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့အေအေထင်းချုံနေမြများကိုစစ်တွေအခြေဆိုင်စစ်တပ်တရင်တွေကလက်နက်ကြီးများနဲ့တမကဒရုန်းများနဲ့ပါပစ်ခတ်လာတဲ့အတွက်ဒေသခံပြည်သူများလွတ်လပ်စွာသွားလာလှုပ်ရှားမှုအပေါ်ထိခိုက်မှုရှိနေဆိုတဲ့တွင်ကိုတင်ဆက်ပေးပါမယ်စစ်တွေမြို့နယ်နဲ့ကဲ့ရက်မှာတည်ရှိတဲ့အာရကတ်တတော်အေအေထင်းချုံထားတဲ့မြို့နယ်၃ခုကိုစစ်တွေအခြေဆိုင်အကြမ်းဖက်စစ်တပ်တရင်တွေက လက်နက်ကြီးနဲ့တမကဒရုန်းတွေနဲ့ပါပစ်ခတ်တိုက်ခိုက်မှုပြုလုပ်နေတဲ့အတွက်ဒေသခံပြည်သူများလွတ်လပ်စွာပရိယေတနာဝန်းစာရှာဖွေလုပ်ကင်စားသမှုအပေါ်ထိခိုက်မှုရှိနေကြောင်းဒေသခံပြည်သူများကပြောဆိုပါတယ်ဒေသခံတအူကအခုကနေရောညပါလက်နက်ကြီးတွေနဲ့ပစ်လာတယ်၃ရက်လောက်ရှိပြီးပြီးတော့ဒရုန်းပါပါလာတည်တယ်လို့ပြောပါတယ်အကြမ်းဖက်မြန်မာစစ်တပ်ကစက်တင်ဘာလ25ရက်နေ့ကစတင်ပြီးလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်မှုများပြုလုပ်လာနေတာ စက်တင်ဘာလ26ရက်နေ့ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးဟာအမြင့်ကျွန်းအလွန်ပုံနှကျွန်းမြို့နယ်ကွမ်းတောင်ရွာအနီးအနားမှာကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့၎င်းကပြောပါတယ်။ကွမ်းတောင်နားမှာလက်နက်ကြီးကြီးတွေကြောက်ရောက်ပောက်ကွဲခဲ့ပေမဲ့လူထိခိုက်မှုမရှိဘူး။လူတွေကရွာကနေဆစ်ဆောင်နေကြတာကြားပြီးသူတို့ကရွာတွေကိုလည်းပြစ်တယ်အတိကကအေးအေးရှိတယ်လို့ထင်တဲ့နေရာတွေကိုပြစ်တာပါပဲလို့၎င်းကထပ်ပြောပါတယ်။ပုံနှကျွန်းမြို့နယ်အတွင်းကကြေးရွာရီကိုသာမကယတိတောင်မြို့နယ်မှာရှိတဲ့မူဆဲကျွန်းနဲ့ စစ်တွေမြို့ကလားမြစ်တပတ်ကန်းပောက်တော်မြို့နယ်ဘက်ကိုလည်းစစ်တွေအခြေစိုက်ကြားမတော့ကြေးရွာအနီးစအရကိုတုံညာရှိအပန်းအဝင်ရေတက် Navy များပါပြစ်ခတ်နေတယ်လို့ဆိုပါတယ်။နောက်ထပ်ဒေသခံတဦးကလည်းစစ်တပ်က drone လွတ်တင်မှုမှာရခိုင်ကထက်ပုံမှုများပြလာပြီးအချိန်တိုင်းစိုးရိမ်စိမ့်နဲ့အလုတ်လုတ်ကန်နေကြရတယ်လို့ဆိုပါတယ်။အမြင့်ကျုံးစခန်းက drone တွေနဲ့ပြီးတော့သူတို့မတင်ကားတဲ့နေရာတွေကိုဘုံချတယ်လက်နက်ကြီးပစ်တယ်။ Navy ကနေလည်းပစ်ပါတယ်လို့၎င်းကဆိုပါတယ်။ စစ်တွေမြို့နယ်နဲ့ဆက်ဆက်တရှိနေတဲ့ပုံနှကျွန်းမြို့နယ်အတွင်းရှိကြေးရွာအချို့မှကြေးရွာသားတွေစစ်ပေးရှောင်နေကြရပြီး၎င်းကြေးရွာတွေကိုစစ်ကောင်စီမှ drone လက်နက်ကြီးတို့နဲ့ပစ်ခတ်ဖြိုဖျက်ထားတဲ့အတွက်နေအိမ်အများစုမှာမီးလောင်ပြိုပြတ်သွားခဲ့ရတယ်လို့ဆိုပါတယ်စစ်ကောင်စီဟာစစ်တွေမြို့နယ်အတွင်းအရခတ်တပ်တော် AA ထိုးစစ်ဝင်ရောက်လာမှာကိုကြောက်ပြီးအမြင့်ကျွန်းရေချမ်းပြင်ဇော်မတက်ရွှေမင်းကန်အဆရှိတဲ့နေရာတော်တော်များများကိုရှေ့တန်းကာကင်းတပ်စခန်းများဖြစ်ပြုလုပ်ထားပြီး နေ့စဉ်အင်အားတရားကျော်ပါစစ်ကြောင်းနှစ်ကြောင်းနဲ့ကင်းလက်နေတယ်လို့သိရှိရပါတယ်။အရကဒေတာအတွင်မိမိတို့ဝန်းရံပိတ်ဆို့ထားတဲ့စစ်တွေနဲ့ကြောက်ပြုံမျိုးရှိလက်ကျန်စခန်းများထပ်မံမချစေရအတွက်အေအေကိုထိုးစစ်ဆင်လျက်ရှိပေမဲ့လည်းအရကတတ်တော်မှတပ်ဖွဲ့ဝင်များရဲ့ကြက်ကြက်ခံစိတ်တဲ့စူးစီးညညသောကုကံစဉ်တံပြန်ထိုးစစ်အောက်မှာအထိကအကြဆုံးများစွာနဲ့တဆက်လက်ကြုံတွေ့ရလျက်ရှိကြောင်းစက်တင်ဘာလ9ရက်နေ့ထုတ်သတင်းမှဖော်ပြထားပါတယ်။ 2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှာစတင်ခဲ့တဲ့တိုက်ပွဲဟာယခုဆိုရင်နှစ်နှစ်နီးပါးသို့တိုင်ရောက်ရှိလာခဲ့ပြီဖြစ်ပေမဲ့အနည်းငယ်သောလက်ကျန်ရိမှန်းချက်တွေကိုအရကပြည်သူလူထုတရလုံးနဲ့အတူလက်တွဲပြီးအရကပြည်သူလူထုတရလုံးရိမှန်းထားတဲ့ရိမှန်းချက်များအလုံးစုံအပြည့်အဝရရှိသည့်အထိဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ဖော်ပြထားပါရခင်ဗျာဟုတ်ကဲ့ပါ အခုလိုစောတိနောက်ဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်ပြပါသတင်းတော်လည်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုယ်စိတ်နှပြရှင်လင်းချမ်းမြေ့ကြပါစေခင်ဗျာ။ကြပါစေခင်ဗျာ။